ကဲအားလုံးမယ်နော်လိုင်းလေးနည်းနည်းလေးကောင်းတော့မျက်နှာလေးထွက်ပြတာပါအဲ့တော့ကျွန်တော်လေးနည်းနည်းလေးပြောချင်တယ်ဆရာကျွန်တော်နည်းနည်းပြောချင်တယ်ဆိုတာကကျွန်တော်အများကြီးမှတ်ပါဘူးလက်ရှိကျွန်တော်တို့2025ကနေ2026ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့လက်ရှိကာလကကျွန်တော်တို့ ရန်အခက်ခဲတွေရှုပ်ထွေးနေများတယ်။အဲကျွန်တော်တို့ဒီ2025 eBay ကနေစပြီးတော့2026 eBay ထိကိုကျွန်တော်တို့အဲတောက်ခနာဖို့အမတန်ရည်ကြီးတယ်။ကျွန်တော်အမြဲတမ်း live မှာပြောခဲ့သလိုပဲရန်ကုန်ရဲ့မန္တလေးရဲ့နေပြီးတော့ရဲကြံရရပြီဆိုတော့မင်း online ရဲ့အကြလက်ယူောက်ပွဲကြီးပြုလုပ်နိုင်တဲ့အခြေအနေကိုကျွန်တော်တို့ဟန်တာဖို့အတွက်တော်လိုင်းအင်အားစုတွေစီစီရုပ်ချင်းညို့ရှိဖို့လိုတယ်။အဲကျွန်တော်တို့ဘကိုးတိုင်းမှာဆိုရင် 50ရာခိုင်နှုန်းကျွန်တော်တို့နေမြေစိုးမိုးထားပြီးပြီ MUG MOD ကရောအဲ့တော့ကျွန်တော်တို့50ရာခိုင်နှုန်းတကယ်ကိုစိုးမိုးထားပြီးပါပြီတိုးပေမဲ့ MUG MOD ရဲ့နိုင်ငံမပြတ်သားမှုတွေကကျွန်တော်တို့အညာဒေတာကိုရက်ခတ်နိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့မြင်ရတယ်အဲကျွန်တော်ပြောခဲ့သလိုပဲတရုတ်ရဲ့တရုတ်ရဲ့ကစားကွက်တွေကိုကျွန်တော်တို့ဝင်သွားရင်မင်းအွန်လိုင်းရွေးကောက်ပွဲ နိုင်သွားနိုင်တယ်အဓိကကတော့ကျွန်တော်တို့နိုင်ငံရေးအရေးအပြောင်းကိုကျွန်တော်တို့အရန်အရေးကြီးရစောက်ကြည့်ဖို့ရကျွန်တော်ပြည်သူလူထုတွေလည်းတကယ်ကိုအဲဘယ်လိုပြောမလဲကျွန်တော်ပြည်သူလူထုတွေလည်းတကယ်ကိုဟိုနိုင်ငံရေးမျက်ခြေမပြတ်ဖို့အမှန်တန်အရေးကြီးတယ်နော်ယနေ့ကာလမှာကျွန်တော်တို့ PDF တွေကြားမှာရှိတဲ့တက်ဆိုင်ရာ EU နယ်မြေမှာရှိတဲ့ PDF တွေ local PDF တွေအများကြီးပါအင်အားစုတွေလည်းအများကြီးပါလက်နက်ခွဲတန်းတွေလည်းအဲဒါချို့ရတွေချလာပြီးပါပြီအညာဒေသတွေလည်းပြင်လာတာရှိပါတယ်အဲကျွန်တော်တို့က လက်ရှိကာလမှာအလုံးလုံးတဲ့လူတွေအတွက်ကိုစောက်ကြည့်ဖို့အမှန်တန်ရေးကြည့်တယ်တကယ်ထိထိရောက်တဲ့မြေပြင်မှာအလုံးလုံးနိုင်တဲ့လူတွေကိုเนาะကျွန်တော်တို့ဒီစုစုစည်းစည်းညီညွတ်နဲ့လုပ်ဖို့အရေးကြီးတယ်အဲနိုင်ငံရေးမပြတ်သားမှုတွေအဲဟိုဒီဆွမ်းတော့ပြောသလိုပေါ့ကျွန်တော်တို့ဒီ UNG MOD ရဲ့အမှားတွေကတော့အများကြီးပဲဒါတွေကိုကျွန်တော်တို့ဂယုဆိုင်နေလို့တော့မရဘူး Hello ဝေး ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အေးမေမေလေခွဲလေခွဲပြစ်တယ်လားလေခွဲပြစ်တယ်လားလေခွဲလေခွဲနတ်နတ်တိလေခွဲပြစ်တယ်လားလို့လေခွဲဆိုတာအစိမ့်သီးတွေကွာလေပေါ်မှာကွဲတာလေကွာလေပေါ်မှာကွဲအောင်ပြရမှာလေ3စက္ကန့်မဟုတ်ဒီကောင်6စက္ကန့်6စက္ကန့်ပေါ်မှာချိန်ပြီးတေချာပြရမှာဝေးဝေးပြရမှာမပြစ်ဘူးစင်မယူနဲ့အန်တရာများတယ်အဲ့ဒါဆိုမင်းရိုးအသီးဘက်ကပေးထားလိုက်မယ်လေးလုံးတော့ပေးရမှာမကောင်းတော့ ဟိုအာမီရရောက်၁၀လောက်ဆိုရတယ်မလား၁၀လောက်ဆိုရတယ်မလားငါတိုက်မှုလည်းပေးရမှာမလို့ရရရရရ Okay okay ငါအမပါကင်တထုပ်ပေးထားလိုက်မယ်နော်အကောင်နော်ကူညီပါအင်းအင်းအီရောက်မှာလောက်တဲ့လူတွေကအီရောက်မှာပဲထားလိုက်အဲ့တော့လက်ရှိကျွန်တော်တို့ပြောချင်တာတခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီတော်လရေးကအောင်မယ်ဒါပေမဲ့ပြည်သူတွေကလည်းအဲမညံ့မှုအရန်ကြီးကြီးတယ်ယနေ့ကာလလူလူတော်လည်းကျွန်တော်တို့ပကပါတွေမကြိုက်ဘူးပလာပါတွေမကြိုက်ဘူးအုတ်ချွေရန် အဲ့တော့ကျွန်တော်တို့ပြောချင်တာကလူလူရဲ့တော်လိုင်းရင်းဖြစ်တဲ့အတွက်လူလူကတောင်းဆိုမှာကျွန်တော်တို့တော်လိုင်းရင်းသမားတွေကလှုပ်လို့ရမယ်အခု TLN ရဲ့ကချင်နဲ့ဖြစ်တဲ့ကြားမှာကချင်ပြည်သူလူလူကတောင်းဆိုမှာဒါလဲအဲ KIA ဘက်ကလှုပ်ပြီးလို့ရမယ်အဲဗမာအင်အားစုချင်းချင်းကြားမှာလဲပကပပလာဖောက်မကြိုက်ဘူးဘယ်သူမှမကြိုက်ဘူးဗျာဘယ်အင်အားစုမကြိုက်ဘူးဘယ်မျိုးနယ်မကြိုက်ဘူးဘယ် KIA မကြိုက်ဘူးဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်သူလူလူကတောင်းဆိုမှာဒါလဲတော်လိုင်းအင်အားစုတွေကဝိုင်းရံပြီးလို့ရမှာတော်လိုင်းရင်းအင်အားစုတွေကသွားပြီးတော့မှတောင်းဆိုလို့မရဘူးဘာလို့လဲဆိုတော့အချင်းချင်းကြားမှာရှိတဲ့မိဘပြဿနာကတော်တော်အရေးကြီးတယ်ဘာလို့ ဒီ Facebook အကောင့်ပြန်ပြောင်းဖုန်းကစကားပြောဖုန်းစကားပြောတယ်ဖြစ်မှာမဟုတ်အဲ့တော့ဒီလောက်ပြောဟေးညလောက်ခုကောင်လေးပဲလောက်ခါလောက်အဲ့တော့ကျွန်တော်ပြောချင်တာတစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုကလည်းပပနနရှိဖို့အရင်ကြီးကြီးတယ်ယနေ့ကာလကမြေသူတူတူတယောက်ရဲ့အစုအဖွဲ့ရဲ့တော်လှန်ရေးမဟုတ်ဘူးတိုင်းရင်းသားပြည်သူတရက်လုံးရဲ့ပြည်သူတော်လှန်ရေးဖြစ်တယ်အဲတိုင်းရင်းသားတွေတဲမှာလည်းကျွန်တော်ဒီ KNU ဘက်မှာလည်းလူကြီးတွေကနေပြီးတော့ဒီတကိုးတွေကလင်ကကြစ်တွေကိုတွဲခေါ်နေတဲ့အတွက်အချင်းချင်းကြားမှာလည်းဒါပြောစမှတ်ရှိတယ် ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်။တော့ပြင်မဲ့ကျွန်တော်တို့ဒီအဲကရင်လူငယ်တွေနဲ့ကရင်လူကြီးကြားမှာလည်းနိုင်ငံရေးအရသဘောတူညီမှုတွေလည်းအဲဆောင်ရွက်နေတာလည်းရှိတယ်။တော့ပြင်မဲ့လူငယ်တွေရဲ့စိတ်ကတော့ထက်မြက်တဲ့စိတ်လူကြီးတွေရဲ့အတွေးခေါ်ကမျှော်မြင်တအားကြီးမှပြီးတော့ဟိုအပေါတိုက်မှုမရှိဘဲနဲ့ကိုယ်ချင်းချင်းကြမှာမိဘပฏิပကကင်းဝေးအောင်လုပ်တဲ့သဘောနဲ့အားမလို့အားမရတွေတော့ရှိတာပေါ့ဗျာ။အဲဒီဘုံမှာကျွန်တော်တို့ပြည်သူလူထုကလည်းပါနှပ်ဖို့ရန်ကြီးကြီးတယ်တရုတ်ရဲ့စိုးမိုးချက်လည်းမှုကြောင့်နောက်တရုတ်ရဲ့ အဲဒီဆောရပြောသလိုပေါ့တရုတ်ရဲ့ဟိုစိုးမိုးချဲလဲမှုတွေကနေတစင်အခုဆိုရင်ကျွန်တော်တို့ဒီဆံမြောက်တစ်ခွင်လုံးမှာအဲတိုင်းသားချင်းချင်းကြားမှာမိဘပฏิပက္ခတွေကြီးထွားလာတယ်အဲ့လိုပဲတရုတ်ကနေပြီးတော့ဒီတောင်ပိုင်းကျွန်တော်တို့ဒီကရင်ပြည်နယ်ကိုချဲလဲကျွန်တော်အချပြန့်လုပ်ငန်းကြီးကိုအထောင်ထားပြီးတော့ကျွန်တော်တို့ကရင်ချင်းချင်းကြားမှာသွေးကွဲအောင်စီးယုံညီမှုမရှိအောင်ကိုအဲဖြိုခွဲဖို့အတွက်သူစူးစမ်းတယ်နိုင်ငံရေးလက်ဝက်ကြီးလက်အုပ်ချင်တယ်ဒါပေမဲ့မရပါဘူးမရပါဘူးအဲ့တော့ယနေ့ကာလမှာ လူတိုင်းကကိုယ့်ကံကြမ္မာကိုဖန်တီးနေတဲ့အချိန်မှာကျွန်တော်တို့အားလုံးကစီးရုံးအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ဒီ2025ကဧပြီလကနေစပြီးတော့2026ဧပြီလကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးကလည်းဒေါ်လာရေးအင်အားစုတွေပေါ်မှာဝိုင်းရံပေးကြပါကူညီပေးကြပါเนาะတကယ်အလုံးလုံးတဲ့အဖွဲ့အစည်းတွေကိုမသိရင်ကျွန်တော်တို့ဒိုက်ရိုက်လမေးနိုင်ပါလေအဲကျွန်တော်ကိုယ်တိုင်ကနေဒိုက်ရိုက်မိတ်ဆက်ပေးပါမယ်တချို့ line ပေါ်မှာအလူခံနေတဲ့ပုံစံတွေကိုမျက်တာရက်ခံနေတာကခမည်းတော်တွေအရင်တော့က နော်တယောက်ဖင်တယောက်ရက်ကြပြီးတော့မမကြီးခေါ်လိုက်ညီမလေးခေါ်လိုက်အကိုကြီးခေါ်လိုက်ညီလေးခေါ်လိုက်နဲ့အခုစောက်ပြဒနာတက်ပတော့မှလှူတဲ့လူတွေပါအာဟုတုများအောင်ခင်ဗျားတို့မလုပ်ကြပါနဲ့ကျွန်တော်မဆဲချင်လို့ကြည်ညာနော်တချို့အရာကျွန်တော်ခင်ဗျားတို့လောက်ွက်တွေအကုန်လုံးသိတယ်ပြည်သူလူထုကိုအဲတော်လိုင်းရေးနိုင်ငံရေးဝေဝါအောင်ခင်ဗျားတို့မလုပ်နဲ့ခင်ဗျားတို့ foundation တွေကိုယ်တိုင်ကိုကအချင်းချင်းကြားမှာစောက်ပြဒနာတက်ပြီးတော့မြေပြင်မှာလက်ဝဲကြီးအုပ်ချင်ပြီးတော့ဟိုအဖွဲ့စီကငါအဖွဲ့စီဒီအဖွဲ့စီကငါလူဆိုပြီးတော့ခင်ဗျားတို့လုပ်နေတဲ့ကိစ္စတွေရက်တန်းရက်တော့ ကျွန်တော်နာမည်တက်ပြီးဆဲရင်စောက်ရှက်တွေကွဲပေါ်မှာကြောက်လို့ကျွန်တော်ဘာမှမပြောတော့ဘူးတခိုးတွေဘက်ကငြိမ်တော့ခင်ဗျားတို့ဆက်ပြီးတော့ဇောင်းကြွနေတယ်နော်ကျွန်တော်လည်းတက်တွဲတဲ့ကိစ္စတွေလည်းရတန်ရခင်ဗျားတို့လှူထားတာကျွန်တော်ဒီမှာတပြားတစ်ချက်မှမရှိဘူးခင်ဗျားတို့ကွန်ကြီးထောက်ပံ့တာသူများရှိရလှူထားတာကိုကျွန်တော်ကိုကိုနိုင်အောင်ဘာလှူလဲဆိုပြီးတော့လက်ပေးတာပဲရှိတယ်ခင်ဗျားတို့ပေးတဲ့ပတ်စံတသိန်းနှစ်သိန်းကလည်းကျွန်တော်တခြားရဲဘော်တွေပြန်ပေးတာပဲရှိတယ်ကျွန်တော်ဘာမှအဲကိုချိုးအတွက်သုံးတာမရှိဘူးနော်ကျွန်တော်ဟို foundation လောက်တော့ဆိုရှင်လေဘာအတန်းမှမတွက်ဘူး ရဲဘော်တွေလည်းအကုန်လုံးစိတ်ချမ်းသာတယ်เนาะเนาะခဲရန်နေပြီးခဲ့တဲ့နှစ်ကဆိုကျွန်တော်ဝယ်ခဲ့တဲ့လက်ပြုံအလုံး80ကျော်တယ်အဲကျွန်တော်ဒီမှာအခု30ကျော်ပဲကျန်တော့တယ်တကယ်အလုံးလုံးတဲ့အဖွဲ့ကိုကျွန်တော်တကယ်ပေးတယ်ကြီးလို့ရင်ကြီးပေးတယ်လက်ပြုံလို့ရင်လက်ပြုံပေးတယ်အဲ့တော့တချို့ကလက်နဲ့လို့လို့လက်နဲ့မရှိလို့လို့ပြောကြတယ်လက်နဲ့အတွက်ကိုဘာမှမပူနဲ့ EO တွေအားလုံးကစောက်ကြည့်နေတယ်အညာအတွက်ကိုရန်ကုန်အတွက်ကောပဲခူးအတွက်ကောကျွန်တော်တို့တွေကတကယ်အလုံးမလုံးသေးတဲ့အတွက်မလို့ဘသူ့မှာဘာမှအကူအညီမတောင်းလို့ တကယ်အလုံးလုံးပဲလူတွေရှိတယ်ခင်ဗျားတို့အညာမှာဖြစ်ပြနေတဲ့အဟာတွေအရောအဲ့တော့လိုင်းရလဲတိတ်ကောင်းချက်မကောင်းချက်ဆိုတော့အားနာတယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးပဲခင်ဗျားတို့ foundation တွေနာမည်တက်ပြီးပြောရင်ဆောက်ချက်ကွဲမယ်ခင်ဗျားတို့တွေအဝေးကနေပြီးတော့မြေပြင်ရဲ့အခြေအနေကိုလည်းမသိဘဲနဲ့စွလူစွပေးပြီးတော့ပွဲသားလိုလိုဝဲသားလိုလိုလောက်ကြတယ်တော်လန်ရေးမိခင်ကြီးဖခင်ကြီးနေအနေနဲ့လည်းမြေတားရက်ခံတယ်စီယုံညညူတိဆောက်တဲ့နေရာမှာဘယ်ဟာကအခရာကြလဲဆိုတာအမှန်တန်ရေးကြည့်တဲ့အချိန်ရောက်ပြီဖြစ်လို့ ခင်ဗျားတို့ကိုယ့်အချင်းချင်းမှာစမန်ခုတ်တဲ့ကိစ္စညွှော်မှုရောမလွယ်ဘူးခီးနေနေသွားတယ်တိုင်ပတ်တာဆောင်းနေလို့ဒါပူဆိုးတော်မိုးလို့နဲ့ဆောင်းနေအဆူဆုံးပဲအဲ့တော့အဲကျွန်တော်တို့ပြောချင်တာကခင်ဗျားတကယ်အလုပ်လုပ်တဲ့အဖွဲ့အစည်းတွေအများကြီးပါတရင်ကိုလက်ဦးမှုယူပြီးတော့ကိုကပဲစစ်တိုက်တယ်ကိုကပဲအလုပ်လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုင်းပြည်ကိုကိုတယောက်တည်းကယ်တင်လို့ရတော့တဲ့အခြေပေါ်မှုမင်းအောင်လိုင်ကတယောက်တည်းကယ်တင်လို့ရတယ်သူ့မှာအာဏာလည်းရှိတယ်ပါဝါလည်းရှိတယ်လက်နက်လည်းရှိတယ်ငွေလည်းရှိတယ်လုပ်ပိုင်권လည်းရှိတယ် တန်တမန်အရလဲသူ့မှာเนาะအဲ့တော့ကျွန်တော်တို့ဒီ eBay ပထမအပတ်ကနေစပြီးတော့နောက်2026 eBay ပထမအပတ်ထိတောက်ခံနိုင်မင်းအွန်လိုင်းတကယ်ကြဆုံးပြီမင်းအွန်လိုင်းတကယ်ကြဆုံးပြီเนาะအဲ့တော့အလုံးမဲ့ပြည်သူတွေအားတင်းတာပါကျွန်တော်တို့ကတန်တမန်နီလန်းရဆေးအုပ်စုကအလေးတာတယ်ဆိုရင်ကိုစွမ်းမပြောတဲ့ခွက်ခေါက်တွေပေါ့ဗျာတခိုးတွေပေါ့ကလင်ကြစ်တွေတန်တမန်နီလန်းရမဆောင်ရွက်နိုင်ဘူးဆိုရင်ဆောင်ရွက်နိုင်အောင်ကျွန်တော်တို့ကအကြံဉာဏ်ပေးရမယ် အဲ့တော့ကျွန်တော်တို့အားလုံးကျေးဇူးတင်တယ်ဒီကျွန်တော်တို့လေးလပိုင်းပေါ့နော်လေးလပိုင်းအေဘယ်မှာတော့ထူးခြားပြည့်စုံနေတယ်နေရာဒေသအသီးသီးမှာဖြစ်ပေါ်လာမယ့်အခြေအနေမျိုးတွေရှိတယ်။ဒါပေမဲ့တော်လန်ကြီးကအလုံးစုံအအောင်မှမဟုတ်ဘူး။အဲ့ဒါလေးတော့သိတာပို့လို့တယ်။နော်အဲကျွန်တော်တို့ဒီချိန်မှာလက်မထိုးခဲ့ရတဲ့အနေထားကအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော် line မကောင်းတဲ့အတွက်ပြောရတာလည်းဖိငုံတယ်။တိုင်းရင်းသားတွေကိုကြင်မှာကိုဖန်တီးတဲ့ချိန်မှာပမာဒီအားလုံးစီးဆုံး